ြန်မာနိုင်ငံမှာယနေ့တိုင်ဖြစ်ပွားနေတဲ့ဒဏ္ဍကိုင်ပြည်ပခန့်တွေအကြားမှာရတားပြည်သူတွေဟာထိခိုက်နှစ်နာမှုတွေအများအပြားကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဆယ်လနဲ့ပစ္စည်းမျိုးစုံအုံပြုပြီးတိုက်ခိုက်နေကြတဲ့စစ်ပွဲအတွင်းမှာကြောက်စရာအကောင်းဆုံးနဲ့မျက်စိနဲ့မမြင်ရတဲ့အနေနဲ့အပေးနိုင်ဆုံးစစ်နက်တကတော့မြေမြုံမိုင်းဖြစ်ပါတယ်။ဒီမြေမြုံမိုင်းကိုတစ်ဖက်နဲ့နက်ကိုင်အဖွဲ့တွေကကြည်ကြဲပဲ့မြတ်အုံပြုနေဆဲဖြစ်ပါတယ်။အသက်85နှစ်အရွယ်ဒေါ်မာဆာဟာ ်အချင်းဒေသတကြောမြန်စစ်ပွဲဖြစ်ပွားနေချိန်2021ခုနှစ်စက်တင်ဘာ16ရက်နေ့မှာမြေမြုံပိုင်းနေမိယာကနေခြေတော်တစ်ဖက်ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ဒေါ်မာဆာဟာသူမအသက်82နှစ်အရွယ်မှာမြေမြုံပိုင်းနေမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူမရဲ့သားဖြစ်သူက အခုလိုရှင်းပြပါတယ်။တဲလောခလာလာကိုန်တာကောင်းကနာဝါယောဝါယောမျိုးဝါချက်ဆလာကိုန်တာမကောကိုရဲ့ เออเดจินั่งมกาทเจนะเอ มิวสุนีคือทีบอมคูบังได้การงานเด้เอสากบีโปลาเอแต่คนนั้นก็นั่งอันเชฉันบอมกาทเจนะ มีเบสานะงายก็ง่ายระดิมฉันเช่นี่คุณนะโมตัวก็ไม่ราตุนตาก็เช่นงายมุยสานในเรื่องอ่ะ တဲ့ကောချက်ဝါတီပကရငါတကောနာဝစီရုံးတဲ့လုံးပါရငါသူမတို့မိသားစုဟာရခိုင်ကမြမအစိုးရထိန်ချုပ်နေပြီးနန်းဆန်ရံကြေးရွာမှာနေထိုင်ခဲ့ပြီးတော့တောင်ရလုပ်ငန်းလုပ်ကင်ကြသူတွေပါအဲဒါရှိလဲကဖောင်းအနီကဖောင်းဖောင်းအနီကအွန်ဖောင်းတကောတံပူတံပြားရတောငါဆရငါဆရန်တီကဤကကြီးမြေလောတာတဲ့တန်ချဘဖောင်းဟဲ့ယန်နာဦးနာစွမ်းနာဖောင်းခတ်ငါတမ်ကြပြီးမွာရငါဆဲ 双管那烟啊，是你们啊人啊，俺叫啊，摩托先跟路人啊，我老路闯俺们叫，但可比空门啊人啊。马英江、多马萨哈，他妈的，你还不知道，独奥奇的龙哥呢，撇刀开下鼻，是上山西沟，飙血窟窿里个，西瓜古道墓里，路上开下巴嘞。မိုင်းလုံးကြောင့်ပြောင်းလဲသွားခဲ့ရတဲ့ဘဝစာမျက်နှာတစ်ခုအကြောင်းကိုဒေါ်မဆိုင်ရဲ့တာဖြစ်သူကအခုလိုပြောပြပါရစေ။ บอมก็มูก็มูกาเรติมแต่ก็คำว่านาเรงูก็นารู้อะไรงาแต่แต่คันเนี่ยงายเพียงลานีมูรูก็กุบยิงเดบังจังก็สุดท้ายเนี่ยรูก็ฉันที่มูสุดท้ายมันลับบอมจ่อกินว่ากามูเรงอ่ะจีจีนี่ก็ฉันที่สุยาคนาลิลายนาจียาเรงอ่ะจีจีตัเดียวชีน้ำมีอยากก็ ดังสงครามมาสักการงาขายก็นี่จะมาได้ปมปวชเลยก็เลเลยก็น้อมูแต่เลยก็ชีกุมรถคอมนาอันนู้เข้าใจเรื่องอ่ะชันนี่กุมรถสิดูจ่อสิดูตายาลำงาแล้วถึงพังก็น่าก็เดินหน้าว่าจังสักบาจังมีมูมูมันน้ามันน้ามันเลยจังก็ชีก็ลาลงอะไรมากครับก็ An che ka sha ka nam ni lo ya ra hai. Dam jo သူမဟာအသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့အပြင်ခြေနောက်တစ်ဖက်ကလည်းဆုံဆုံထားရသူဖြစ်တဲ့အတွက်လှုပ်ရှားနိုင်မှုအားမရှိတော့တာကြောင့်အမှုရှင်တွေကူညီပေးတဲ့ခြေထုနဲ့ဝှေ့ချဲတွေလည်းအသုံးမတင်နိုင်တော့တဲ့အတွက်မိသားစုတွင်အခက်အခဲများစွာရှိနေတယ်လို့သူမရဲ့တာဖြစ်သူကပြောပါတယ်။အဲရှင်နာလဘောတဲ့မရှိ မတဲ့ဝမကျော်အမေရဘုခအဲဘင်ခရမလမ်ကခါငမ်းမရှာနေစွန်းတယ် 你得个么买啥？西片是你是股是那是股有啦人家，加工说打么烂的么？诶，房客得苦拼多啊个人啊。အနာသိမ်းနောက်မှာတော့စစ်ပွဲတွေဟာမြို့ပြတွေအထိရောက်ရှိလာပြီးတော့မြို့သိမ်းတိုက်ပွဲတွေဖြစ်ပေါ်လာပါတယ်။ပြည်သူတွေဟာအာဏာရှင်စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်သွားပေမဲ့မြေမြုံပိုင်းအန္တရာယ်ကတော့ထိန်းချုပ်နေစဉ်ဖြစ်ပါတယ်။ကိုခိုင်မှာစစ်ဖြစ်စစ်စားဖြစ်တာကတော့ အဒီဇင်ဘာ30ရက်30ရက်မနက်ပိုင်း3နာရီမှာစစပြီးတော့ပူဖြစ်လာတာပေါ့အဲ့ဒီမနက်ပိုင်းအဲ့ဒီမနက်ပိုင်းအဲ့လိုဖြစ်လာတော့ကျွန်တော်တို့ကလည်းဟိုအဖိုးအိမ်မှာခဏသွားခုံလုံတာကိုလုံပြီးတော့ဒီစစ်ကိုခိုင်မှာလည်းစစ်အဲ့ကိုခိုင်မှာတော့တပတ်ကျော်လောက်ပဲစစ်ခဏလေးဖြစ်သွားတာပေါ့ ဲ့တပတ်ကျော်စစ်ငိမ့်တော့ကျွန်တော်တို့ကကျွန်တော်လည်းအိမ်ကိုခဏလေးပြန်လာတာလာကြည့်ရလာကြည့်ရင်လည်းအာအိမ်ဝင်းနားမှာဘုံဘုံတွေလာကြတော့တော့ကျွန်တော်ကလည်းနည်းနည်းဆက်စုကျွန်내စိတ်နဲ့ဟိုအိမ်ပေါ်ခဏတက်သွားတာအိမ်ပေါ်တွေမှာလည်းကြမလားဆိုတာတီချင်တော့တက်သွားတာအဲ့တက်ရင်လည်းအဲ့ဒီဇန်နားမှာပေါ်နေမိရယခုလိုပြောပြနေတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းက 1027စစ်စင်ရေးအတွင်းတိမ့်ပိုက်ခဲ့တဲ့ကွက်ခိုင်မျိုးကအသက်16နှစ်အရွယ် Great Dan ចောင်းသားတူဖြစ်ပါတယ်။သူတွေးကြုံခဲ့ရတဲ့မြေမြုံမိုင်းအကြောင်းနဲ့ပတ်သက်ပြီးတော့အခုလိုရှင်းပြပါတယ်။ January 23ရက်နေ့မှာအာကျွန်တော်ကတော့နေမီရဲ့ချိန်တော့ကျွန်တော်တင်တော့ဒီတယောက်ယောက်မတင်ကာလို့ပြစ်လိုက်ရလို့ထင်တာ။ဒါပေမဲ့နောက်ပိုင်းနောက်ပိုင်းတော့ကျွန်တော်ကဒီအဲ့အောက်နားမှာဂျိုင်းနည်းနည်းကြီးအား မီလမ်းနောက်မှာခြိုင်းနေနေတွေ့တော့အဲနောက်ပိုင်းမြေမြုံမိုင်းစော်တိသွားတာနိမိရဲ့ခြံတော့ကျွန်တော်ကလည်းနာတော့မနာဘူးဒီခြေတော့နိမိရဲ့ခြေတော့နည်းနည်းထုံလာထုံနေလို့ပဲခံစားရတယ်အဲ့ဒါကျွန်တော်ကလည်းအဲ့လိုထုံနေခံစားနေရတော့ဒီတစ်ဖက်ပဲထုံနေတော့ကျွန်တော်ကဘာမှမဖြစ်လို့ထင်နေတာအဲ့ဒါနောက်ပိုင်းခြေတော့ပြန်ကြည်လိုက်တော့အဲ့ဒီထုံနေတဲ့ဖက်ချင်းတော့ခြေတော့ကတော့ပြတ်သွားတာပေါ့ဒီခြေမျက်စိ shape အောက်ပိုင်းဟာပြတ်သွားတာ သူဟာဘောလုံးအားကစားကိုဝါနာပါသူဖြစ်ပြီးတော့ဒီမျိုးမိုင်းကြောင့်သူ့ရဲ့ဘဝဟာလည်းတမိတပုံပြောင်းလဲသွားခဲ့ရပါပြီ။အင်းစိတ်ထင်းမှာတော့အာတိတ်မပြောတတ်ဘူးပေါ့တခါတလေတော့နည်းနည်းတရှင်ချင်းစိတ်ပျောက်လာတယ်အဲ့ဒါတော့တခါတလေတော့ဖြစ်ပါတယ်တခါတလေအာအရင်ကလိုတော့မလုံနိုင်ဘူးပေါ့ဒါမှလည်းအရင်ကြီးခက်ခဲရောတော့မရှိပါဘူး ဒီခြေတော့လည်းဒီဟိုဟာသူကဒီခြေတော့ဖြတ်ထားတဲ့ဘိုင်းကလည်းပြန်ကောင်းသွားလို့ရှိရင်သူကခြေတုတက်ပြီးတော့ပြန်လုံလုံရရဆိုတော့ဘာမှတော့တိတ်အခက်ခဲတော့မရှိဘူး great tan တက်နေတဲ့အချိန်စစ်ဖြစ်လာတော့ကြောင်းပိတ်သွားတာအဲ့ဒါနဲ့ပြန်မဆက်ဖြစ်ဘူးပြန်မတက်ဖြစ်ဘူးကျွန်တော်ကတော့အရင်ဒီခြေတော့မပြက်ခင်တော့ကတော့ဘောလုံးတမားတော့လှုပ်ချင်တာပေါ့ဘောလုံးတမားဖြစ်ချင်တာအခုတော့ခြေတော့ပြက်သွားတော့ဘောလုံးတမားလှုပ်လို့မရတော့ တခြားကတော့စဉ်းစားစဉ်းစားနေတခြားလုပ်ငန်းတစ်ခုခုလုပ်ဖို့တော့အေမြုံမိုင်းအန်ရဲနဲ့ပတ်သက်ပြီးသူ့လိုအဖြစ်ဆိုးမျိုးချားသူတွေကိုမကြုံတွေ့စေချင်တဲ့အတွက်စစ်ပွဲဖြစ်ပွားရာဒေသတွေမှာအထိထားသွာလာနေထိုင်ကြဖို့အခုလိုအကြံပြုထားပါတယ်ဒီမြေမြုံမိုင်းတွေကတော့ဒီစစ်တပ်ဝန်ကျင်စစ်တပ်ခြေချတဲ့ဝန်ကျင်မှာအများဆုံးထောင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီဝန်ကျင်အဲ့ဒီစစ်တပ်ဝန်ကျင်ကိုပါလဲ တိတ်မတော်ဘူးဘောနော်တတိထားပြီးတော့နေဖို့ပြောချင်ပါတယ်ပြီးတော့ဒီမြေမြုံမိုင်းရွာခုကအဲ့လိုမျိုးခြုံတွေနားမှာအဲ့လိုမျိုး ထောင်ထားမဟုတ်အများစုကတော့ဒီလမ်းတွေမှာထောင်ထားရတဲ့တော့လမ်းတွေကိုလည်းလမ်းတွေတော့ဖြတ်သွားဖြတ်လာလို့တဲ့နေရာမှာလည်းအရင်အထူးစင်ချင်းတတိထားပြီးတော့သွားစေချင်တယ်အဲပြီးတော့ဒီမြေမြုံမိုင်းနင်းမီလို့ရှိရင်လည်း ဟိုဟာတတ်နိုင်တော့အကူညီတောင်းနိုင်တော့တောင်းတောင်းတော့တောင်းပြီးလို့ရှိရင်တော့အာအကူညီရောက်အကူညီရောက်လာတဲ့ဒီတော့ဟိုဟာအာတင်ထားရမှာပေါ့နော်နင်းမိပြီးလို့ရှိရင်လည်းအသက်မဲ့သုံးရှုံသေးလို့ရှိရင်ပေါ့နေရာတကာမှာတတိထားဆင်ခြင်ပြီးတော့လှောသွားလာဆင်ခြင်ပါဒီကျွန်တော်ချားဖူးတလောတော့ဒီအတီးကားတော့ ဒီအဲ့လိုမျိုးမြေမြုံမိုင်းတွေဟိုသူတို့တွေကအပေါ်နာအဲ့လိုမျိုးပေါ့နော်တီရွက်6တွေမြက်6တွေနဲ့အဲ့လို ဖုံးထားတယ်လို့ပြောရဲအဲ့ဒါတီရွက်6တီရွက်6တွေမြက်6ရဲ့အဲ့လိုဖုံးထားတဲ့နေရာတွေတွေ့လို့ရှိရင်တော့နည်းနည်းရှောင်တော့စေချင်တယ်ပေါ့မြေမြုံမိုင်းနီးသူစစ်ပွဲအတွင်းမပေါက်ကွဲပဲကြန့်ရှိနေခဲ့တဲ့ဆက်လက်နက်ပစ္စည်းတွေကလည်းအနေရဲ့များလာပါတယ်ရတပီတူတွေအနေနဲ့ဆက်လက်ပစ္စည်းတွေအကြောင်းဘူတုဒ္ဒနေပါကြားတဲ့အတွက်ကိုင်တွယ်စူးစမ်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေအပြင်အသက်အန္တရာယ်ဆုံးရှုံးခဲ့ရတာတွေအထိဖြစ်ခဲ့တာတွေရှိပါတယ်။ရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မြို့ရက်ကွက်နှစ်မှာနေထိုင်သူဒေါ်စင်ရန်ဟာရက်ကွက်သုံးမှာရှိတဲ့စေယုံတစ်ခုမှာအလုံးလောက်ကနေသူတူဖြစ်ပါတယ်။ရသားပြည်သူအမျိုးသားတအူးကဘုံဒီတလုံးကို ကောက်ယူခဲ့ရမှာစတင်ပြီးတော့ပောက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။အစိုးရအကြောင်းအရာနဲ့ပတ်သက်ပြီးဒေါ်စင်ရန်ကသူမတွေ့ကြုံခဲ့ရတာတွေကိုအခုလိုပြောပြပါရစေ။ကျွန်မက အလုတ်တော်လုံးနေတဲ့ချိန်မှာအမျိုးသားတယောက်ကဘုံတီကိုတကောက်ပြီးမှသူ့အိတ်ထောင်မှာနေရထစ်ထားတယ်။ထစ်ထားပြီးမှနောက်တရကျတော့သူလည်းအလုတ်လုံးရင်းနဲ့ဒေါ်စီအန်ဒီဒါဘုံတီတနေရာမှာခဏထားပေးအလို့ပြောတယ်။အဲ့လိုပြောပြီးမှကျမလည်းအလုတ်လုံးရင်းနဲ့တနေရာမှာတော့ထားထားတယ်။ သထထာရောအဖြစ်တည်ရကြတော့အမျိုးသမီးတယောက်ကကြည်ဆန်တလုံးပြန်တော့လာပြန်မဒိုစရာဒေတာကြည်ဆန်တလုံးအဲ့လိုပြောတော့ရှင်မလေးအဲဘုံတီးဆိုတာလည်းမတီးဘူးခမဟိုတနေ့ဥတူရပြောတယ်ခမဘုံတီးဆိုဒီမှာစမတော်ထားထားတယ်လို့ပြောတော့သူကအဲဘုံတီးကိုတကောက်ယူပြီးမှစမကိုပြောတယ် တောစီအံတာဘုံတီမဟုတ်ဘူးတဲ့မိတီပဲဒါမျိုးဘုံတီမဟုတ်ဘူးမိတီပဲအဲ့လိုပြောတယ်ဒါသူကအဲနိုင်ရံမှာတတ်ချစ်ဖို့သူကပြောတာကျမပြောတာအေးတော့မချင်းနေတော့ဘုံတီဆိုရင်တော့အဲသူများပြောတာပောက်တတ်တယ်လို့ပြောတယ်လို့ပြောတော့သူကမဟုတ်ဘူးတဲ့ဒါမိတီပဲဆိုပြီးမှအဲတတ်ချစ် ခုသူကသွားရင်းနဲ့ကျမဟိုဘက်မှာဖြတ်သွားတာဖြတ်သွားတော့သူကတော့ချစ်လိုက်တော့သူလည်းအဲဘုံတီမန်တော့မကြည့်ဘူးထင်တယ်တော့ချစ်လိုက်တော့သူကမိခုထွက်လာတော့သူကကျမဘက်မှာပြေးလိုက်တယ်ပြေးလိုက်တဲ့ချိန်မှာကျမကဘိုက်ဘိုက်လေးထိတဲ့ခြေထောက်လေးထိတဲ့ဒီပေါင်းဒီမှာလေးထိတဲ့တကူလုံးပေါ့ကောင်းဒီပါဒီမှာလေးထိတဲ့ ဒေါ်စီရန်ရဲ့ခန္ဓာကိုယ်အနှံ့ရရှိခဲ့တဲ့တံရတွေကြောင့်သူမဘဝဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရပါတယ်။အဲဘိုက်ကတုံးခါခွဲတဲ့ခြေတော့မှာတော့စတီထထားတဲ့အလိုပဲအဲချမမှာအခက်အခဲကအများကြီးရှိတယ်နော်ကိုကအဲအဆန်လည်းမရှိဘူးမိသားစုမှလည်းယောက်ျားလည်းမရှိတော့ဘူး ။နောက်ခမလည်းမရှိတော့ဘူးသားတယောက်ပဲရှိခါလဲပြန်ဆုံးတော့ဒီမြေမြုံမရဲ့သားကောင်ဖြစ်ခဲ့ရသူနောက်တယောက်ကတော့မိုးကောင်းမျိုးနဲ့ကြီးရွာတယောက်ကအသက်60ကျော်အမျိုးသားတူဖြစ်ပါလေ။သူဟာမြေမြုံမိုင်းကိုနှစ်ကြိမ်တိုင်တိုင်နေမိခဲ့တာဖြစ်ပြီးတော့သူ့တွေ့ကြုံခဲ့ရတာတွေကိုအခုလိုပြပြပါလေ။မမတဲ့ဒုတိယအချိန်နိမိတဲ့အဖြစ်ဖြစ်ပါတဲ့ ကျွန်တော်မြေဆွေတို့ကချင်းမြစ်ချပဲပါဆိုပြီးမှအဲတောင်ပေါ်ကိုသွားတဲ့အခါဖြစ်တဲ့အခါဖြစ်တဲ့အဲ့ဒီနေ့ကျွန်တော်သားအကြီးကောင်ကမနေ့အစိုးရသူကပေါ်ညက်ကော့စ်ပေါ်ညက်ချာဆိုပြီးမှအရင်ထွက်သွားတာကျွန်တော်နေ့လေလောက်ပါအဲပြန်ထွက်သွားတာ အဲဆင်းမြစ်တော့ချတဲ့အခါချောက်ကလေးကိုလိုက်သွားတဲ့အခါဆင်းမြစ်မတူးလို့ပြန်ခောက်ခဲ့တာအဲပြန်ခောက်ခဲ့တဲ့အခါအဲတနင်းမီလို့မရှိတော့ပြတ်သွားတာဇာညာရသွားတာမြေမြုံမိုင်းကြောင်ခြေောင်းနှစ်ဖက်လုံးထိကဒဏ်ရာရရှိခဲ့သူအနေနဲ့သူ့ရဲ့ဘဝခက်ခဲမှုတွေကိုအခုလိုပြောပြပါတယ်ဆေးရုံကနေဆင်းခဲ့ပြီးမှ20တလပြည်တာနဲ့ဆေးရုံပြန်ပြပါဆိုပြီးမှ စာရေးထားပြတာအဲ့ဒါအရင်ရောက်ခဲ့တဲ့အခါကျတော့အထက်ခဲ့တဲ့အများကြီးငွေရရှိရပါစနောက်ပြီးတော့အဲကိုယ်လည်းမချမ်းမာဖြစ်တဲ့အခါကျတော့အဲ့ဒီဆေးရုံပြန်ပြတဲ့နေ့ရက်မှာဆေးရုံပြန်မပြနိုင်ဘူးနောက်ပြီးတော့ဒီဒီမှာရှိတဲ့ဆေးခန်းမှာဒီလေဆေးထုတ်ဖို့ရလဲ ဒီမှာစံကေလမ်ရှိပဝွင့်ချင်းစံကေငါဘူးရလည်းခက်ခက်ဖြစ်ငွေရဲ့ကြီးရပါလေခက်ခက်သူရောအခုလက်ရှိရောဒီတန်းပဲခံနေရတယ်ကချင်ဝိပြေတရင်စောင့်ကြည့်မှတ်တမ်းအရရှမ်းပြည်နယ်မြောက်ပိုင်းလွန်မြောက်နယ်မြေကမြို့တွေမှာယခုနှစ်မတ်လကနေဇူလိုင်လအထိနားလာတာအတွင်းမြို့မြို့မိုင်းနဲ့စစ်ကြံလက်နက်တွေကြောင့်တေဆုံးသူ9ဦးနဲ့ ၊ကွင်ငါအစိပ်ပိုင်းထိခိုက်ဆုံးရှုံးခဲ့ရသူတွေ28ဦးအ ਨੇ ဆုံးရှိခဲ့တာကိုတွေ့ရရပါတယ်။နှစ်စဉ်နှစ်တိုင်းဧပြီ4ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာမိုင်းအန္တရာယ်အသိပညာပေးရေးနဲ့အကူအညီပေးရေးနေ့ဖြစ်ပါတယ်။ယူနီဆက်ရဲ့မြေမြုံမိုင်းစောင့်ကြည့်ရေးအစီရင်ခံစာအရ2023ခုနှစ်မှာ2022ခုနှစ်နဲ့ရှင်ကြည့်ရင်မြေမြုံမိုင်းကြောင့် တိုက်ဆုံထိခိုက်ဒဏ်ရာရမှုတွေဟာ280ရာခိုင်နှုန်းအထိတိုးလာတာကို တွေ့ရပါတယ်။အခုလိုဖြစ်ဖြစ်တွေတွေကအသေးပြောက်ဖြစ်ခဲ့တဲ့သူတွေထဲမှာကလေးတငယ်အများပြားပေါဝင်ပါတယ်။ကလေးတွေပေါဝင်လူအသက်အနည်းကောင်ဝင်ဆောင်ရှောက်နိုင်ဖို့မြေမျိုးမိုင်းလိုလက်နက်တွေအသုံးပြုနေတာကိုအဆုံးသတ်ဖို့အရေးကြီးပါတယ်လို့ယူနီဆက်ကထုတ်ပြန်ထားပါတယ်။